ကောင်းတဲ့စိတ်ဒီအာကိုးစရာအကောင်းဆုံးမိတ်ဆွေသူကလွဲလို့တခြားထိရောက်တော့အာကိုးစရာဘာမှမရှိရှိတယ်လို့ထင်ရင်မှားပါပြီဒိဋ္ဌိရှိတယ်လို့ထင်ရင်မှားလာပါအေးဒါပဲသူတွေဆိုတာကိုမှားတယ်မှားတယ်လို့သိချင်မှသိမျက်စိလဲတဲ့လူတွေပေါ့နော်အေးနေလုံးကြီးကြောင်တောင်အရှိကထွက်နေတာမြင်တဲ့နဲ့သူတယောက်တည်းနေကလည်းနောက်ကထွက်နေတာအဲ့လိုထင်သူနဲ့မျက်စိလဲနေတာပထိုးတိုက်ထဲမှာနေကနောက်ကထွက်နေတယောက်တော့လဲပြေးသွားတယ်သိလားအေး ဲ့တော့မျက်စိလဲတဲ့လူနဲ့ဥပမာပေးတယ်မြတ်စွာဘုရားကအဝိဇ္ဇာမသိတာနော်ဘာမသိတာလဲမကောင်းတဲ့စိတ်တွေဒုက္ခပေးတယ်လို့မသိဘူးအဝိဇ္ဇာကနေပဲအခြေကြီးပါနော်ဒါကဥစဉ်ကတခုကိုပြောတာကောင်းတဲ့စိတ်တွေချမ်းသာဒုက္ခကိုပေးတယ်လို့မသိဘူးအဝိဇ္ဇာမကောင်းတဲ့စိတ်တွေဒုက္ခကိုပေးတယ်လို့မသိဘူးအဲ့ဒါပါလဲအဝိဇ္ဇာအေးအဲ့ဒီအဝိဇ္ဇာတွေနေတော့တိအောင်တရားနာရစာပေကိုလေ့လာရဟုတ်ရလားတခါကြီးမိုက်မြအေးအဲ့ဒီအတိဒီတန်ဖို့ရှိတော့ လူတွေဟာကိုသိတယ်လို့လုံးကြတာဗျာဒီတိုင်းလူတွေဟာပါလဲကိုသိတယ်လို့လုံးကြတာလုံးတယ်လို့ဖြစ်ကြတာနော်ချမ်းသာစင်ရဲ့ကိုအလုတ်ကကျိုးကန်တာကောင်းတာလုပ်တယ်ကောင်းတာပြောတယ်ကောင်းတာချက်အကျိုးကမကောင်းတာလုပ်တယ်မကောင်းတာပြောတယ်မကောင်းတာချက်အဲ့ဒီကံနှစ်ပါးကချမ်းသာဒုက္ခကိုဖန်တီးနေကောင်းတာလုပ်ပြောကြံတဲ့ပုဂ္ဂိုလ်အတွက်ချမ်းသာမကောင်းတာလုပ်ပြောကြံတဲ့ပုဂ္ဂိုလ်အတွက်ရှင်ရဲအဲ့ဒါလို့ဖန်တီးနေတယ် အဲ့ဒီကံအဲ့ဒီအလုပ်တွေကိုဘယ်သူကဖန်တီးနေလဲအတိကဖန်တီးနေကိုတိတယ်လို့လုပ်တယ်ကိုမှန်တယ်ထင်တယ်လို့လုပ်နေကြနော်အေးဒါကြောင့်အတိရှိဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကကုသိုလ်တွေမှာခေါင်းဆောင်ရှိတယ်အေးတည်းရေကုသိုလ်မှာပါလဲဘယ်သူများဖြစ်မဲ့ထင်တော့အတိဘောဝိဇ္ဇာဘိက္ခဝေပုပ္ပံကမှာ ကုသလနံဓမ္မနံတမပတိယအနဝဒေဝအဟိရိကံအနုတ္တပံဤတိဥပါလိတော်နော်ကုသိုလ်တရားတွေမှာဝိဇာဆိုတဲ့အတိကခေါင်းဆောင်မကောင်းတာကိုမလုရဲဘူးကြောက်တယ်မကောင်းတာကိုမလုရဲဘူးရှက်တယ်ဆိုတဲ့ဟိရိဥတ္တပကနောက်လိုက်ကုသိုလ်မှာခေါင်းဆောင်နေနောက်လိုက်တယ်ရှိတယ်ဗျနော်အတိကခေါင်းဆောင်နေအရှက်အကြောက်ကနောက်လိုက်အကုသိုလ်မှာလည်းခေါင်းဆောင်ရှိတယ်ဘေးတတို့ညံမနေပါဘူးရေးမိပြီဘယ်သူလဲ ေးမှန်တယ်နော်အဝိဇ္ဇာဘိက္ခူပုပ္ပင်္ဂမအကုသလနာဓမ္မနံတမပတ္တိယအနောဒီဝအာဟီရိကံအနုတ္တပံအဝိဇ္ဇာကအကုသိုလ်တွေရဲ့ခေါင်းဆောင်မရှက်မကြောက်အကုသိုလ်တွေကို လုံရင်ပြောရတာကနောက်လိုက်တဲ့ဟုတ်လားဒါကြောင့်အတိအကြီးမကြီးဘူးလားအကြီးကြီးတယ်အဲ့ဒီအတိကိုသာသနာတော်နဲ့တွေ့တဲ့အခါကြည်ကြည်ပြန့်ပြန့်ရအောင်မကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ် အဲ့ဒီမြတ်စွာဘုရားရဲ့ဒေသနာတော်တွေဟာတကယ်စင်စစ်တော့အလင်းရောင်နေပဲဗျ။အေတတုရဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်ဆိုတာဗာလဲအလင်းရောင်နေ။တကယ်လို့အလင်းရောင်တာမရှိဘူးဆိုရင်ခင်ဗျားတို့ကျုပ်တို့တန်လျာခยีလေခยีသွားတွေအတွက်ခလုတ်လဲတိုက်ချင်တယ်လို့တိုက်မှာပဲ။စူးလဲညှိမှာပဲမပွေးလဲတက်နေညင်နေမှာပဲ။ကြောက်သေးလဲဂျွန်းပြန်ချချင်းကြမှာ။ဘာကြောင့်လဲဆိုတော့မှောင်းနေတယ်။ပိဋိဒိဗာဖြစ်နေလဲမှောင်းနေတယ်။ အမောင်လေးလမ်းသွားတဲ့ပုဂ္ဂိုလ်အတွက်ချောမွေ့ဖွယ်ရာမျောလင်းเสียရမရှိဘူးအဲ့ဒါအခုဒကာဓမ္မတို့ဦးဇင်းတို့တည်းဒီမှာကံအားလျော်ဆိုတာအဲ့ဒီအလင်းရောင်ရဲ့အောင်ရောင်လေအဲ့ဒီအလင်းရောင်မရှိတော့ဘူးသာသနာကွယ်သွားပြီဆိုလို့ရှိဘလောက်ပဲညံရှိရှိစိတ်ကောင်းနှလုံးကောင်းရှိရှိလူတွေဟာတယောက်နဲ့တယောက်တိတ်ထူးတော့မှာမဟုတ်တော့ဘူးဦးဇင်းတို့တောင်ပြုတ်တော်ကြီးရေးထားတာရှိတယ်မို့လားဘုရားရှင်တော့မပွင့်ပေါ်ရင် ဘုရားရှင်တော်မပွင့်ပေါ်လင်းလူတော်အများစီကောင်းထားလေဤကားကုသိုလ်အကုသိုလ်နဲ့ထိုးထိုးဘုံဘဝမတိကြများလားအပြစ်တွေဘုရားမပွင့်ပေါ်လို့အလင်းရောင်သာမရှိဘူးဆိုရင်ကုသိုလ်အကုသိုလ်မတိနောက်ဘဝရှိဘဝဆိုတာလက်မခံထင်ရလောက်ကြမှာပဲတဲ့ဟုတ်လားဒကာကြီးမိုင်းမြအေးဒါကြောင့်ဒေသနာတော်ဒီဘာနဲ့တူလဲအလင်းရောင်နဲ့တူအေးလူငယ်တွေအတွက်မှတ်เสียရနောက်ထပ်ပုံမြင်တစ်ပုဒ်ပြောအောင်ဒီအလင်းရောင်နဲ့ပတ်သက်ပြီးတော့ ခြေတော်ကမျက်စိနှစ်ဖက်ပြက်နေတဲ့အကန်းကြီးတယောက်ရှိတယ်တဲ့။သားတော်သမီးကဆွေမရှိမျိုးမရှိတောင်းရန်စားတော့ရ။တောင်းမွေးလေးတစ်ချောင်းလက်ဆွဲပြီးတော့အဲ့ဒါလိုတောင်းရန်စားတော့ဒီလိုနဲ့နှစ်ဒီလာတွေကြားလာတော့ဒီနေ့တော့လူတယောက်ကပြောတယ်။အကန်းကြီးခမ ्या ကိုကျုပ်အင်မတန်တနာတယ်။ဒါကြောင့်ခမရအထောက်အကူရဖို့အတွက်ဟောဒီမီးအိမ်ကလေးကိုသွားလေရယူသွားပါလို့မီးအိမ်ကလေးတစ်လုံးပေးတဲ့နော်အဲ့တော့အကန်းကြီးကပြန်ပြောတယ် မျက်စိနှစ်ဖက်ပြက်နေတဲ့ငါလိုအကန်းကိုမီးအိမ်ပေးလို့ဘာအကျိုးကျေးဇူးရှိမှလဲတဲ့ဒိတ်တဲ့အကန်းကြီးပြောတာဟုတ်လားအင်းဟုတ်လားဆိုတော့ဟုတ်ပါတယ်ပြောတာပြီးမှမဟုတ်ဘူးမပြောနဲ့နော်အင်းအကန်းကြီးကပြောတာငါလိုမျက်စိကန်းနေတဲ့လူအတွက်ဒီမီးအိမ်ကြီးကဘာအကျိုးရှိမှလဲလို့ပြန်ပြောတယ်အဲ့တော့ဟိုလူကခမရအတွက်အကျိုးမရှိဘူးမပြောပါနဲ့တဲ့ညတိုင်းမှာခမရကဒီမီးအိမ်လေးကိုထွန်းသွားရှင် ဘေးကလူတွေကခမားရဲ့မီးရောင်ကိုမြင်ပြီးတော့ခမားကိုဝင်မတိုက်တော့ဘူးတဲ့ခမားကိုဒီပြင်လူတွေကရှောင်သွားတော့သူကတော့မရှောင်နိုင်ဘူးလေမျက်စိကန်းနေတာဟုတ်ဘေးတိုင်းမီးအိမ်ကအကန့်အတွက်အကျိုးရှိသွားပြီလားရှိလားမေးတော့ရှိသွားပြီဟုတ်လားအေးအကျိုးရှိသွားပြီနော်အဲ့ဒီမှာအကန့်ကြီးကသဘောကျပြီးတော့တီးလုံးကိုက်ပြီးတော့အဲ့ဒီမီးအိမ်ကလေးယူသွားတယ်အဲ့ဒီလိုနဲ့အဲ့ဒါမီးအိမ်ကလေးဆွဲပြီးတော့ခရီးသွားတနေ့ကြတယ်ညတညဒိုင်းဆိုလူတစ်ယောက်နဲ့ဝင်တိုက်တယ် အဲ့မှာအကန်းကြီးကဟေးကန်းနေသလားငါ့ကိုဝင်တိုက်တယ်အကန်းကအရင်ပြောတယ်သိလားဟင်းအဲ့တော့ဟိုလူကဘာပြောလဲကျုပ်မကန်းပါဘူးဗျာမမြင်လို့ဝင်တိုက်တယ်ဟာတကယ်မှန်တယ်တော့မကန်းဘူးမမြင်လို့ဝင်တိုက်တယ်မကန်းအကန်းတာနဲ့မမြင်တာနဲ့ကွာသေးတယ်ဗျာမှောင်းနေရင်မမြင်ရဘူးဗျာသို့တော့ကန်းသလားမကန်းဘူးဗျာမျက်စိကတော့ကောင်းနေတာဟုတ်လားအဲ့တော့ဟိုလူကမကန်းမင်းမမြင်ပါလို့ဝင်တိုက်ဒီမှာငါမိအညီထွန်းထားတာမင်းမမြင်ဘူးလား အဲ့မှာဟိုလူကတေချာကြည့်။နောင်ကြီးခမရတဲ့ခမမိအိမ်ကမင်းငိမ့်နေတယ်။ဟဲ့တဲ့မိအိမ်ကဘာဖြစ်နေလဲ။မင်းငိမ့်နေတယ်။အဲ့ဒီမှာအနှစ်သာရရှိတဲ့ဇကားကအခုမှရောက်မှာ။အဲ့ဒီမှာအကန်းကြီးဘာပြန်ပြောတော့အဲ့ဒီဇကားလေးကိုအမြဲတမ်းပဲ့တင်ထက်တယ်။သိလား။အကန်းကြီးကဘာပြောလဲဆို။အော်အလင်းရောင်မရှိတဲ့အခြေ။ကန်းတဲ့လူနဲ့မကန်းတဲ့လူနဲ့ဘာမှမထူးပါဘူး။ဟဲ့တဲ့ထူးသလား။ တူးလို့မဝင်တိုက်တာဗောဗျာဟုတ်လားအလင်းရောင်မရှိတဲ့အချိန်မှာကန်းသူနဲ့မကန်းသူဒီတဲပြီးတော့ထူကြပါဘူးအဲ့တော့သာသနာတော်ရဲ့အလင်းရောင်နဲ့တွေ့တဲ့အခါဒကာဓမ္မတွေဦးဇင်းတို့တွေမြင်ဖို့အရေးကြီးတယ်နော်မြင်လို့ဒီဓမ္မဘုံမရောက်လာတယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားဟင်းဒါပေမဲ့ဦးဇင်းကနည်းနည်းစဉ်းစားမိတာပြောဦးမယ်မမြင်လို့ဝင်တိုက်တယ်ပေးသက်တို့အခုမျက်စိမြင်တယ်ဦးဇင်းတို့လည်းမြင်တယ်လို့ခလုံးမတိုက်ဘူးလားမြင်တဲ့နဲ့ဘာလို့ဝင်တိုက် င်းစားကြည့်တော့မြင်တဲ့နဲ့ဘာလို့တိုက်တယ်ငေးလာလို့ပေါ့ဗျာဟုတ်လားငေးလာလို့တွေ့